မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တနင်္လာနေ့အတွက် CC Platform ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုပြပြပေးသွားပါမယ်ရှင်ကျွန်မကအစီအစဉ်တင်ဆက်သူစင်တီပါဒီကနေ့မှာတော့ NGO အစိုးရအဖွဲ့ကိုလူဟောင်းမြင့်နယ်ပြင်ဆင်ဖွဲ့စည်းပြီးဝန်ကြီးဌာန၅ခုကိုဖျက်သိမ်းလိုက်တဲ့သတင်းစစ်ကောင်မရှင်နဲ့ BGF တို့ကကြားဖြတ်နဲ့ပတ်သက်တဲ့တပ်သေးတွေကိုဖျောက်ဖျက်နေတယ်လို့ KNU ပြောတဲ့သတင်းထိုင်းကမော်ရီးယားနယ်စပ်တိုက်ပွဲပြန်ဖြစ်ပြီးထိုင်းလေတပ်က F-60 တိုက်လေယာဉ်တွေနဲ့တုတ်ပြန်ပုံကျလိုက်တဲ့တဲ့ ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီစတင်ဖွဲ့စည်းပြီး၄နှစ်ကျော်ကာလအတွင်းမှာပထမဆုံးအကြိမ်ဖြစ်အစိုးရဖွဲ့ပြောင်းလဲကိုဒီကနေ့မှပြုလုပ်လိုက်ပါတယ်။ဝန်ကြီးဌာန၅ခုကိုဖျက်သိမ်းလိုက်ပြီးလူသိများထင်ရှားတဲ့ဝန်ကြီးဒူးဝန်ကြီးအချို့အစိုးရဖွဲ့စည်းရင်းကနေမပါဝင်တော့တဲ့အကြောင်းကိုကွန်မြူနီကပြောပြပေးပါမယ်ရှင်။ ဒီနေ့ဒီဇင်ဘာ၈ရက်နေ့မှာပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီ CIBH က NUG အစိုးရဘက်ကိုပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်ပါတယ်။အရင်ကဝင်ကြီးဌာန18ခုအထိရှိခဲ့ရာကနေအသစ်ဖွဲ့စည်းပုံမှာတော့ဝင်ကြီးဌာန9ခုကိုဖြုတ်ချလိုက်တာတွေ့ရပါတယ်။ဖြတ်သိမ်းလိုက်တဲ့အထက်မှာအမျိုးသမီးလူငယ်တဲ့ကလေးငယ်ကြီးရဝင်ကြီးဌာနဆက်သွယ်ရေးသတင်းချက်လက်နဲ့နေပညာဝင်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝယ်ရေးဝင်ကြီးဌာန PP ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝင်ကြီးဌာနနဲ့အလုပ်သမားဝင်ကြီးဌာနတို့ပါဝင်ပါတယ်။အစိုးရအဖွဲ့အစည်းမှာနိုင်ငံတကာပူးပေါင်းဆောင်ရွက်ဝင်ကြီးဒေါက်တာဆာဆာ မြို့သမီးလူငယ်ဝင်ကြီးဒေါ်စုဇန္နာလှလှဆူနဲ့ဒုဝင်ကြီးဒေါ်ဤတင်ဆောင်မောင်းဒေါ်ခင်မမမျိုးနိုင်သူဝနဥထေလျောင်းနဲ့ဦးမိုးစောဦးတို့ကတော့လက်ရှိထုတ်ပြန်တဲ့ဝင်ကြီးဒုဝင်ကြီးဆင်းမှာပါဝင်လာတာမရှိတော့ပါဘူး။တာဝန်အပြောင်းလဲတွေအနေနဲ့ကတော့ဒေါက်တာဝင်းမြတ်ကြီးဦးဆောင်တဲ့လူငယ်ပြည်ဝင်ကြီးဌာနအောက်ကိုအလုံသမားဝင်ကြီးဌာနကပေါင်းစည်းရောက်ရှိသွားပါတယ်။အရင်ကပညာရေးနဲ့ကျန်းမာရေးကိုပူတွဲကန်ခဲ့တဲ့ဒေါက်တာဇော်ဝေဆိုးကတော့ပြည်ထောင်စုဝင်ကြီးချုပ်ယုံဝင်ကြီးအဖြစ်ပြောင်းရွှေ့သွားပြီးပညာရေးဝင်ကြီးအဖြစ်ခြားထွေပန်း ကျမဝင်ကြီးဖြစ်ဒေါက်တာရွှေဘုံတို့ကနေရာယူလာကြပါတယ်။ဒါအပြင်အရင်ကအလုံသမားဒုဝင်ကြီးဖြစ်တာဝန်ယူခဲ့တဲ့ဦးကျော်နေကတော့ပြည်ထောင်ဒုဝင်ကြီးဖြစ်သွားပါတယ်။အမျိုးကြီးအစိုးရဘက်နေနဲ့ဝင်ကြီးဌာနတွေအများများပြားနေပြီးဘတ်ဂျက် ကုန်ကျစရိတ်များပြားလွန်းနေဆိုတဲ့ဝေဖန်မှုတွေပြည်သူလူထုရှိနေကြတာပါ။အခုလိုလျှော့ချလိုက်တာနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလကတော့ဒါဟာပြည်ပြင်ပြောင်းလဲလုပ်ငန်းစဉ်အတိုင်းသွားတာဖြစ်တယ်လို့ CJ platform ကဖြေကြားထားပါတယ်။အရှိမပညာရေးနဲ့တရားရေးဝင်ကြီးဌာနတွေမှာ ူးအင်ဂျင်နီယာတွေလေ့လံ့နေတွေ့တဲ့အတွက်ထပ်မံပြည့်စွက်ခံစားမှုတွေရှိလာနိုင်သေးတယ်လို့လည်းသိရပါတယ်နေဆက်ဒေတာတွေမှာကြားဖြန့်ခိုင်းတွေကိုစစ်ကောင်မရှင်နဲ့ BGF ကနှိမ်နီးနေပါတယ်ဆိုပြီးအဆောက်အုံနဲ့ electronic ပစ္စည်းတွေကိုဖျက်ဆီးနေတာဟာတပ်သေးတွေကိုဖျောက်ဖျက်ပစ်လိုက်တာလို့ KNU ကဂျပန်နိုင်ငံတိုကျိုမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ကိုနာကြီးကပြောပြပေးပါမယ်ရှင်။ဒီကနေ့ဒီဇင်ဘာ10ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာပြုလုပ်တဲ့2025မြန်မာလူထုသဘောထားစစ်တမ်းသတင်းစာရှင်းလင်းပွဲမှာ ကယူနိုင်ငံရေးဌာနအတွင်းမူဆော့နင်ရော့အန်ဒရူးကဒီပစ္စည်းတွေကိုဖျက်ဆီးလိုက်တာဟာနိုင်ငံတကာကိုချပြရမယ့် digital သက်သေတွေကိုဖျောက်ဖျက်လိုက်တာသာဖြစ်တယ်လို့ဂျပန်သတင်းထောက်ရဲ့မိကုံကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါ့အပြင် KK ပတ်ရဲ့ရွှေကုတ်ကိုကြားဖြန့်ဂိုင်းကောင်းဆောင်တရုတ်နိုင်ငံသားတွေဟာစစ်တပ်နဲ့ BGF မဝင်ရောက်ခင်တည်းကကြိုတင်သတင်းရပြီးတခြားမျိုးတွေကိုပြောင်းရွှေ့ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ KNU ဘက်ကဆိုပါတယ်။စစ်တပ်ရဲ့အကူအညီနဲ့သူတို့ဟာလွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ကြတာပါ။ တကယ်တမ်းထိရောက်တဲ့နှိမ်နင်းမှုပုံစံကဘယ်လိုလဲဆိုတော့ကို KNU ကနှိုင်းရှင်ပြထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့ကမဲလက်ပန်ရွာအနီးတိုက်ပွဲပြီးမှာ KNL တပ်ဖွဲ့တွေဟာ DGB တပ်ဖွဲ့တွေအကာအကွယ်ပေးထားတဲ့ကြားဖြန့်စကန်တခုကိုစီးနင်းခဲ့ပါတယ်အဲ့ဒီမှာဖမ်းဆီးရမိတဲ့နိုင်ငံသားနဲ့ တက်တဲ့ကပစ္စည်းတွေကိုဖျက်ဆီးမပစ်ပဲ Channel 4လို့နိုင်ငံတကာသတင်းဌာနတွေကိုဖိတ်ခေါ်ပြသခဲ့သလိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေလက်ထက်ကိုစနစ်တကျလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာအတိုင်းအဝန်းကလည်းဒီကိစ္စကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ American နိုင်ငံသားတွေရဲ့ငွေကြေးဆုံးရှုံးမှုတွေများလာတာကြောင့် American အစိုးရက Scan Center Strike 4ကိုဖွဲ့စည်းထားပြီးပြီးခဲ့တဲ့ December 2ရက်နေ့ကပဲတောက်ခတ်ရွာနီးကတိုင်ဂျန်ကြားဖြန့်ကိုင်းနဲ့ဆက်ဆက်တဲ့ website တစ်ခုကိုပိတ်သိမ်းခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ပစ္စည်းတွေကိုဖျက်ဆီးပြပြီးအလုပ်လုပ်စရာပြနေပြီပဲတော်လိုင်းအင်အားစုတွေနဲ့နိုင်ငံတကာကတော့ယာစင်းမှုကျူးလွန်သူတွေကိုအပြစ်ပေးနိုင်ဖို့တပ်သေးတွေကိုအဓိကထားရှာဖွေနေတာဖြစ်ပါတယ်ရဲစကကြားဖြန့်ပြဿနာဟာနိုင်ငံရေးပြဿနာတွေမကပဲနိုင်ငံတကာရာဇဝဲမှုတစ်ခုအဖြစ်ပါတီးထွားနေပါပြီ။ ရွေကောက်ပွဲကျင်းပဖို့ရပ်ပိုင်တာလိုတော့တဲ့အချိန်မှာသခိုင်းမျိုးပေါ်ကလူငယ်တွေဟာစစ်ကောင်မရှင်တပ်တွေရဲ့ပေါ်တာဆွဲပြီးဖမ်းဆီးငွေညှတာတွေကိုခံရပါတယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာပဲသခိုင်းမျိုးမစီတဲ့ကိုစစ်သားတွေအင်အားသုံးအလုံးရင်းဝင်ရောက်လာပြီးဇီဝဲလာတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်မြို့ထွက်မန္တလေးမြို့ရွာလမ်းမကြီးပေါ်မှာလည်းမြို့နယ်ရဲတပ်ဖွဲ့မှကိုရိုင်းဦးစီးပြီးခရီးတဲ့တင်ကားတွေကိုတားဆီးကလူငယ်တွေကိုဆွဲချဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် အသက်၈၈နှစ်ကနေ၃၅နှစ်ကြာလူငယ်တွေကိုအဓိကပြစ်မှတ်ထားဖမ်းဆီးနေရပါဖမ်းပြီးရင်တော့ထွေးအုပ်ရုံကိုခေါ်သွားပြီးစက်သိန်း၃၀ကနေ၁၀၀ထိတာယူငွေညှစ်ပါတယ်ပတ်စံရှိတဲ့သူကပြန်လွတ်ပြီးတနည်းလုံးတနည်းစားပင်ရင်သမားတွေလိုလူမျိုးကြတော့ငွေမပေးနိုင်လို့စစ်မှုထမ်းဖို့ပါသွားရတယ်လို့မြို့ကန်တူကစီဂျီပလက်ဖာကိုပြောပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာလပထမပတ်တွင်မှတင်ငွေမပေးနိုင်တဲ့လူငယ်80ကျော်ကိုရှမ်းပင်နယ်တောင်ကြီးမြို့ဘက်ကိုဆက်မှုထံပို့ပို့ဆောင်လိုက်တယ်လို့မြေပြင်ကင်းနောက်သတင်းအဖွဲ့ Ground Press ကအတည်ပြုထားပါတယ်စကိုင်းတိုင်းအတွင်းကမြို့နယ်တော်ကူးမှာမနေ့ကဒီဇင်ဘာလ9ရက်နေ့တရက်ထဲလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့်ဒေသခံ၄ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့ပါတယ်။ထူးခြားတာကတော့ရွှေလောက်ကွက်ဘုံကျဲခံရမှုမှာမြန်မာစကားမတက်တဲ့တရုတ်နိုင်ငံသား၂ဦးပါထိခိုက်ဒဏ်ရာရရှိခဲ့ရပါပဲ။ ပထမဖြစ်စဉ်ကဗမောက်မြို့နယ်မှာဖြစ်တာပါမနေ့မိုးလဲ2နာရီကျော်လောက်ကပုံမြေစုံရွှေလောက်ကွက်ကိုဂျက်လီရင်နဲ့ဘုံရှိလုံးကျဲချခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်အလုတ်သမားမျိုးသားတဦးသေဆုံးပြီး6ဦးဒဏ်ရာရခဲ့ပါတယ်ရှင်ဒေသခံတွေရိုက်ပြောကြားချက်အရတော့ဒဏ်ရာရသူတွေထဲမှာတရုတ်လုပ်ငန်းရှင်တွေနဲ့အတူလောက်ကိုက်နေတဲ့မြန်မာစကားမတတ်သူတရုတ်မျိုးသား2ဦးလည်းပါဝင်တယ်လို့သိရပါတယ် ကတာမျိုးနယ်မှာတော့မင်းညပိုင်း9နိုင်နဲ့10နိုင်အခြေတွေမှာနမ်ဆန်ကျေးရွာလေတန်းကျောင်းကိုလေကျောင်းကနေပုတ်ကျခဲ့လို့ KG ကျောင်းဆောင်ပြစီခဲ့ရပါတယ်။ကံကောက်လို့ကျောင်းသားတွေထိခိုက်မှုမရှိခဲ့ပါဘူး။ဒါပေမဲ့ကြောက်တုံးကြီးနဲ့ကပ်ပလက်ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တော့အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ရလို့သိရပါတယ်။ ပင်လယ်ဘူးမြို့နယ်မှာဆိုရင်တော့မင်းညာ17နှစ်တကောင်ရန်အချိန်လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိတ်တလုံးပေါ်ဘုံကြရောက်ပောက်ကွဲပြီးဒေသခံ၃ဦးပွဲချင်းပြီးတိစုပ်ခဲ့တယ်လို့တော်လန်ရင်ရဲဘော်တွေကအတည်ပြုပါတယ်။လုံခြုံရေးအခြေအနေအရနေရာတိကျကိုတော့ထုတ်ပြန်တာမရှိသေးပါဘူးရှင်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်အစောပိုင်းကစပြီးစစ်ပွဲအသွင်ဆောင်တဲ့တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပါတယ်။ကမ္ဘောဒီးယားဘက်ကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့လို့ထိုင်းစစ်သားတအူသေဆုံးခဲ့ရပြီးတဲ့နောက်ထိုင်းလီတက်က F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ကမ္ဘောဒီးယားအမြောက်စခန်းတွေကိုလက်တော့ပြန်ပုတ်ကျဲတိုက်ခိုက်လိုက်ပါပြီ။ဒီအကြောင်းပြည်စုံကိုတော့ကွန်မြူနီကပြောပြပေးပါမယ်ရှင်။ဖြစ်စဉ်ကတော့ဒီနေ့မနက်9:05မိနစ်လောက်မှာ ချောင်မဒီတာကကမ္ဘောဒီးယားတပ်တွေစတင်ပစ်ခတ်တာလို့ထိုင်းစစ်တပ်ကဆိုပါတယ်။မနက်6နာရီခွဲလောက်မှာတော့ထိုင်းစစ်တပ်အခြေစိုက်စခန်းအမြောက်နဲ့ပစ်ခတ်ခံရပြီးထိုင်းစစ်သားတို့တေဆုံပြီး2ဦးဒဏ်ရာရခဲ့ပါတယ်။ပူဆိုးတာကမနက်7နာရီခွဲမှာ ကမ္ဘောဒီးယားဘက်က BN21 ဒုံးကြီးတွေနဲ့ထိုင်းဘက်ခြမ်းကရဲသားနေအိမ်တွေကိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ထိုင်းစစ်တပ်ပြောခွင့်ရဗိုလ်ချုပ်ကြီးချက်ခရစ်ကတော့နိုင်ငံလုံးကြုံရေးအတွက်မလွဲမသွေတုံ့ပြန်တာလို့ရှင်းလင်းပါတယ်။ထိုင်းလီဒါ F16 တွေဟာကမ္ဘောဒီးယားဘက်ကချောင်အမပရာဆက်ခါနာ ပရဝီယာဖျားကြောင်းတကရေဒီယိုတာဝါတိုင်းတွေကိုပြစ်မှတ်ထားပုံကျေတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးသတင်းရကမ္ဘောဒီးယားဘက်ကတောင်ကုန်း350ဘုံကကီဘေကတ်စကန်ခုလေလုံးဝပျက်စီးသွားပြီလို့သိရပါတယ်။လက်ရှိမှာထိုင်းနယ်စပ် KI လီကူကပြည်သူ90ရာခိုင်နှုန်းလောက်ကိုဘေးလွရာရွှေ့ပြောင်းထားရပါပြီ။ဝန်ကြီးချုပ်အနုတင်ကလည်းနေဇက်ခီးစင်ကိုဖျက်သိမ်းပြီးဘန်ကောက်မှာအရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ယူထားပါတယ်။ထူးခြားတာကတော့တိုက်ပွဲတွေကြားကပဲမနက်ဖြန်ကျင်းပမဲ့စီဂိန်းအတွက်ကမ္ဘောဒီးယားအကစားသမားတွေထိုင်းနိုင်ငံကိုထောက်ခါလာကြတာပါ။ နေဆက်မှာတနက်တန်တွေညံနေပြီမဲ့အားကစားပွဲကတော့ဆက်သွားမယ်ပုံရှိပါတယ်။နိုင်ငံနေဆက်တိမှခုကဘယ်အဆင့်ထိရောက်သွားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးစစ်ရေးရာဟန့်တာမဲ့လုံခြုံရေးမဟာဗျူဟာတက်ကိုချပြလိုက်ပြီးတဲ့နောက်ဒီကနေ့တနင်္လာနေ့မှာတရုတ်နိုင်ငံကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ကိုနာဂျီကဆက်ပြောပြပေးပါမယ်ရှင်။တရုတ်နိုင်ငံကြေးဝန်ကြီးဌာနပြောခွင့်ရကော်ကြားခွန်ကအမေရိကန်ဒီနဲ့ပြင်ပကနေဝင်ရောက်ဆွတ်ဖက်တာတွေကိုရတန်းကရက်တင်ပြီး ထိုင်ဝမ်ခွဲတော်ရေးအင်အားစုတွေကိုအားပေးအားမြောက်လုပ်နေတာတွေရပ်တန့်ရမယ်လို့ဒီကနေ့တင်းလာနေ့မှာသတင်းတောက်တွေကိုပြောပါရဲဒါအပြင်ထိုင်ဝမ်ကိစ္စတရုတ်အမေရိကန်ဆက်ဆံရေးမှာလုံးဝမကျော်ရမဲ့ပထမဆုံးအနီရောင်စီးဖြစ်တယ်လို့လည်းသူကပြောပါရဲပြီးခဲ့တဲ့ပတ်ကမှာတရုတ်ဟာရှေ့အရှရေးပြီးမှာစစ်သည်မအစင်းတရာကျော်နဲ့တပိုင်းတလျှောက်အကြီးမားဆုံးအင်အားပြပွဲလုပ်ခဲ့ပြီးနောက်အခုလိုနိုင်ငံရေးအရာထပ်မံသတိပေးလိုက်တာဖြစ်ပါတယ်။တောက်ကြနေကထုတ်ပြန်ခဲ့တဲ့အမေရိကန်ရဲ့မဟာဗျူဟာအသစ်မှာ ပြကျင်းနဲ့ဖြစ်လာနိုင်တဲ့ပြိပက္ခတွေကိုတားဆီးဖို့စည်ရေးစွမ်းရည်မြင့်တင်မဲ့အစီအစဉ်တွေပါဝင်ပါတယ်။ဒါကိုတက်ကသူတို့ရဲ့အချုပ်ချာအာဏာကိုထိပါတယ်လို့ယူဆနေတာပါ။ထိုင်ဝမ်သမ္မတလိုက်ချင်းတယ်ကတော့အမေရိကန်ရဲ့အစီအစဉ်ကိုအထူးကျေးဇူးတင်ကြိုဆိုတယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ကာကွယ်ရေးဝန်ကြီးဝယ်လင်တန်ကူကလည်းအမေရိကန်ဟာအင်ဒိုပစိဖိတ်ဒေသတွင်းမှာစူပေါင်းဟန်တာမှုပုံစံဖြစ်လာအောင်ကြိုးပမ်းနေတာပါလို့ပြောဆိုလိုက်ပါတယ်။ထိုင်ဝမ်ဟာကိုကိုကိုကာကွယ်နိုင်ဖို့အတွက်2030အရောက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့9ရာခိုင်နှုန်းအထိတိုးမြင့်ဖို့ရည်မှန်းထားသလိုနောက်ထပ်ဒေါ်လာ40ဘီလီယံသုံးစွဲဖို့လည်းပြင်ဆင်နေပါတယ်။ ARG နှစ်နိုင်ငံကြားကတင်းမာမှုတွေဟာထိုင်ဝမ်ရေလက်ကြားမှာရေချိန်အမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။အရှိအာရှရေပိုင်းနက်မှာခြေနေတွေဟာအရင်နှစ်တွေထက်ပိုပြီးအနေအများရဲ့အဆင့်ကိုရောက်ရှိလာခဲ့ပါတယ်။တရုတ်တိုက်လေယာဉ်တွေကဂျပန်စစ်လေယာဉ်တွေကိုပစ်ခတ်ဖို့အသင့်အနေထားဖြစ်တဲ့ radar lock ပြုလုပ်ခဲ့တယ်လို့ဂျပန်ဝန်ကြီးချုပ်တက်ကဆွတ်ဆွဲလိုက်ပါတယ်။ ပေကျင်းတဲ့တိုချိုကြအပြန်လန်တတိပိချက်တွေထွက်ပေါ်နေတဲ့ဒီတဲ့တင်ကိုကွန်မြူနီကတက်ဆက်ပေးပါမယ်ရှင်။ပြီးခဲ့တဲ့စနေနေ့ကအိုကီနာဝါကျွန်းစုတွေနားမှာတရုတ်ရဲ့ရေတပ်လေယာဉ်တင်ပေါ်လျောင်းတင်းပေါ်ကနေပြန်တက်လာတဲ့ G15 တိုက်လေယာဉ်တွေဟာဂျပန်စစ်လေယာဉ်တွေကိုရေဒါနဲ့ချိန်ရွယ်ခဲ့တယ်လို့ဂျပန်ဆိုရကတနင်္ဂနွေနေ့မှာထုတ်ပြန်ပါတယ်။စစ်ဘက်ဆိုင်ရာမှာလေယာဉ်စီးကိုရေဒါနဲ့ချိန်ရွယ်တယ်ဆိုတာပြစ်ခတ်ဖို့နောက်ဆုံးအဆင့်ပြင်ဆင်တာမျိုးဖြစ်လို့ဒါဟာစစ်ပွဲစတင်မဲ့အပြုဘူးလို့ယူဆနိုင်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်တာကာယီချီကဒီလုပ်ရက်ဟာဘေကင်းလုံခြုံရေးစည်းမျဉ်းတွေကိုကျော်လွန်ပြီးအလွန်အန္တရာယ်များတဲ့လုပ်ရက်ဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့တရုတ်ဘက်ကလည်းကန့်ကွက်စွာပို့ထားတယ်လို့ဆိုပါတယ်ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်းဒေတာတွင်းငြိမ်းချမ်းရေးအတွက်တည်တည်ငြိမ်ငြိမ်နဲ့ပြည့်ပြည့်တသားတုံ့ပြန်သွားမယ်လို့ပြောပါတယ်တရုတ်ဘက်ကတော့ဒီဆွဆွဲချက်ကိုပယ်ချလိုက်ပါတယ်တရုတ်ရေတပ်ဘုံမူကြီးဝမ်ရှူမန်ကတရုတ်ရေတပ်လေ့ကျင့်ရေးလုပ်နေတဲ့အချိန်မှာဂျပန်လေယာဉ်တွေကသာချင်းချင်းနှိကပ်ပြန်တမ်းပြီး အရောက်နှောက်ရခဲ့တာဖြစ်တယ်။ဂျပန်နေနဲ့ဒီလိုရန်စတာတွေကိုရက်တန်းကရက်ပါလို့ပြန်လဲသတိပေးလိုက်ပါတယ်။ဒီဒီမတ်မှုတွေနောက်ကွယ်မှာထိုင်ဝမ်ရေကဒီကပါဝင်နေပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာယီချီကထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ဂျပန်ကဝင်ပါမယ်လို့ပြောခဲ့ပြီးနောက်ပိုင်းဆက်ဆံရေးတွေအေးဆက်နေတာပါ။တစ်ဖက်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာလာမယ့်နှစ်မှာတရုတ်နဲ့ကုန်သွယ်ဆွေးနွေးဖို့ရှိတာမို့ဂျပန်ဝန်ကြီးချုပ်ကိုအချိန်မီမတင်းမအောင်တင်ဖို့ဖုံးဆက်ပြောဆိုထားတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ ဒါပေမဲ့ဂျပန်ဆိုင်ရာအမေရိကန်တမ်ဘက်ကတော့ဂျပန်ဘက်ကယက်တီချောင်းလူမှုကွန်ရက်မှာရေးသားထားပါတယ်။လက်ရှိမှာတော့အော်စတြေးလျကောက်ဝေးဝင်ကြီးကတူဂျိုကိုရောက်နေပြီးပြည်ရဲ့လူရက်ပေါ်အထူးစိုးရင်ချောင်းနဲ့ဂျပန်နဲ့တူယက်တီမြေအကြောင်းပြောကြားခဲ့ပါတယ်။ပြည်ဘက်ကတော့ထိုင်ဝမ်ရေလက်ကြားနဲ့အရှေ့အာရှရေပြင်မှာစစ်သည်မောအစီးတရာကျော်ဖြန့်ကျက်ထားပြီးအင်အားပြနေပါတယ်။ဘေကျင်းကတော့သူ့နိုင်ငံသားတွေကိုဂျပန်ခီးမသွားဖို့တည်တည်ပေးထားတယ်လို့ဂျပန်ပင်လယ်စာတင်သွင်းမဲ့အစီအစဉ်ကိုလည်းရက်ဆိုင်လိုက်ပါပြီ။ ထိုင်ဝမ်နဲ့မိုင်90လောက်ပဲဝီတဲ့ဂျပန်ပိုင်တဲ့တွေနောက်မှာအခုလိုရေဒါချိန်ရွယ်မှုတွေဖြစ်လာတာဟာအရှာပစိဘိတ်ဒေတာအတွက်စွန့်စီရဖြစ်နေပါတယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုပြပြပေးပါမယ်ရှင်။ဒီရက်တွေထဲမြန်မာနိုင်ငံမှာအပူချိန်တွေတိတိတသာပြောင်းလဲမှုမရှိသလိုဆောင်းရက်တွေဖြစ်ပေမဲ့အရေးတန်ကိုအရင်မခံစားရသလိုဖြစ်နေမှာပါ။ ဒါပေမဲ့ဒီနေ့ကနေနောက်3ရက်အတွင်းမှာတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတနေ့တာပြင်းများပူချိန်တွေအနည်းငယ်ကျဆင်းလာနေတာကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်။မြန်မာတနိုင်ငံလုံးအတွက်လည်းတနေ့တာပြင်းများအပူချိန်တွေကျဆင်းလာနိုင်မှာကိုတွေ့ရပြီးအရင်ကြီးထုခဲ့အီးလာမယ်အခြေအနေမျိုးတော့ရှိမှာမဟုတ်ပါဘူး။ ဒီနေ့ညမှာတော့မိုးလေဝသခမန်မော်ဒယ်တွေမှာတွေ့ရှိရတဲ့ညပူချိန်တွေအရဆိုရင်ချင်းပြည်မှာညပူချိန်၄ degree ကနေ6 degree Celsius ထိသာရှိနိုင်ပြီးရှမ်းပြည်မြောက်ပိုင်းမှာ7 degree ကနေ10 degree ကချင်မှာ10 degree ကနေ12 degree Celsius ထိကျဆင်းကအလွန်အေးမဲ့ခြင်းတွေမှာရှိနေပါရှင်။အေးဒဲအတင်းတင်းပုံနေမဲ့ဒေသတွေကတော့စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်ရှေးပိုင်းနဲ့တောင်ပိုင်းတို့ဖြစ်ပြီး7ဒီဂရီကနေ14ဒီဂရီဆယ်စီယက်ထိရှိနိုင်ပါတယ် ဒါအပြင်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းပဲခူးတိုင်းအနောက်ခြမ်းနယ်ကရင်နေပြည်တော်မှာတော့ညပူတဲ့ဆယ်လေဒီဂရီကနေ၁၆ဒီဂရီဆယ်စီယက်တီရှိနိုင်တာကြောင့်ညဘက်တွေမှာအေးပိုလာနိုင်ပါရဲ့ရှင်ရခိုင်ပြည်နောက်ပိုင်းတဲ့တနင်္သာရီတိုက်တွန်းမှာ16ဒီဂရီကနေ18ဒီဂရီရခိုင်ပြည်နယ်တောက်ပိုင်းအေဝရီတိုင်းနဲ့ပဲခူးတိုင်းအရှိချမ်းအောက်ပိုင်းတို့မှာတော့18ဒီဂရီကနေ20ဒီဂရီဆက်စည်ရက်ထိအတိအကျညပူချိန်တွေခန်းစားရရှိနိုင်ပါရဲ့ရှင် လူဦးရေထူထပ်ရာရန်ကုန်တိုင်းမှာတော့ဒီကနေ့ညအပူချိန်20ဒီဂရီကနေ22ဒီဂရီဆဲလ်ဆီယက်တိရှိနိုင်ပြီးကရင်နဲ့မွန်းတို့မှာတော့22ဒီဂရီကနေ24ဒီဂရီဆဲလ်ဆီယက်တွင်ရရှိနိုင်မှာဖြစ်ပါရှင်။မနေ့ပြန်မှာလည်းနေပူချိန်တွင်နေငယ်ရောကျနေပြီးရခိုင်နဲ့မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ30ဒီဂရီဆဲလ်ဆီယက်ထက်မှသာ ရှိနေပြီးမြန်မာပြည်ထက်ပိုင်းဒေသတွေမှာတော့28ဒီဂရီဆဲလ်ဆီယက်ထိသာအမြင့်ဆုံးရရှိနိုင်မှာဖြစ်ပါရှင်။ ထူးခြားမှုအနေနဲ့ပြောချင်တာကတော့မြန်မာနိုင်ငံရဲ့စပက်ကြီးလို့တင်စားထားတဲ့ AOD တိုင်းမှာမိုးကုတ်ပြီဖြစ်ပြီးနေတာရက်တွေများလာတာကြောင့်အပေါ်ယံမြေစီလွာတွေမှာရေဓာတ်ခံချောက်စားပြုလာပြီးဖြစ်ပါတယ်။လက်ရှိမှာတော့ AOD တိုင်းအနောက်ဘက်နဲ့အလဲပိုင်းဒေသတွေဖြစ်တဲ့ပသိမ်း၊ငပုတော်၊ဟင်းတရာ၊ဒနုဖြူနယ်၊ကျောက်ပြုံမြို့နယ်တွေမှာအပေါ်ယံမြေစီလွာအဆိုတတ် နေပါမှုအတင်းတင်းအနေထားရှိနေတယ်လို့ပြောလို့ရပါတယ်။ ရန်ကုန်တွန်တေးနဲ့ပဲခူးဘက်တွေမှာတော့လက်ရှိအနေအထားမှာပေါ်ရံမြေစီလွာအစိုးတက်နေပါမှုအပြော့သားဆင်းပါပဲရှိနေပါသေးရဲ့ရှင်။မနေ့ဖြန်မှာတော့ဒီခြေနေတွေဟာဆက်လက်မြင့်တက်လာဖို့ရှိပြီးညောင်းများဝါခဲမှမအူပင်စိတ်ကြည်ခနောက်တို့ကံဘဲတိုက်ကြီးအင်းတော်ဓာပိန်စားရမျိုးနယ်တွေမှာပါအပေါ်ရံမြေစီလွာအစိုးတက်နေပါမှုအတင်းတင်းအနေအထားရောက်ဖို့ရှိနေပါရဲ့ရှင်။ နောက်လေရက်တွင်မှတော့ပင်လယ်ကန်ဤဒေသတွေကလွယ်ပြီးအေယာဝတီတိုင်းတစ်ခုလုံးနဲ့ရင်ကုန်တိုင်းတစ်ခုလုံးတို့မှာအပေါ်ယံမြေစီလွာအစိုးတနေပါမှုအတင်းတင့်နေထားကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ခရီးသွားမဲ့သူတွေအတွက်ဒီနေ့ညကနေမနက်ဖြန်မနက်တွင်မြူဆိုင်နိုင်တဲ့အနေအထားတွေကိုပြောပြပေးပါမယ်ရှင်။ ကချင်ပြည်အောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းနဲ့ချင်းပြည်မြောက်ပိုင်းတို့မှာနေရာနှံ့ပြားမျိုးထူထပ်စွာကျဆင်းလိုက်ပြီးရှမ်းပြည်မှာနေရာဆက်ဆက်ကရင်နီပြည်နဲ့မန္တလေးတိုင်းတို့မှာနေရာကျကျမျိုးဆိုင်နိုင်ပြီးကျပြည်နယ်နဲ့တိုင်းတွေမှာနေရာကွက်ကြားမျိုးထူထပ်စွာကျဆင်းနိုင်ပါရဲ့ရှင်။ဒါကြောင့်ဒီနေ့ညကနေမနက်ဖြန်မနက်ပိုင်းအတွင်းမြေချောင်းတွေတွင်သွားလာကြတဲ့ရေရင်တွေနဲ့ကုန်းလန်ခရီးသွားလာကြတဲ့မော်တော်ရေရင်တွေအနေနဲ့မျိုးထူထပ်စွာကျဆင်းနေကြ။မြေခွင်းရှင်းလင်းမှုမရှိတာကြောင့်ရေအနေနဲ့ကင်းရှင်းနိုင်ဖို့သတိပြုသွားလာကြပါလို့အကြံပြုလိုပါရှင်။ အခုပြောပြပေးခဲ့တဲ့မူလဝေဒခမန်ချက်တွေကိုတော့ကျမတို့ CJ platform ကမူလဝေဒလေးလာသူတူဖြစ်သူကိုလကွန်အိမ်ကမူလဝေဒခမန်ဇမ်ဘော်ရီတွေမှာပေါ်ပြထားချက်တွေကိုစူးစီးပြီးခမန်တိဆက်ပေးခဲ့ရပဲဖြစ်ပါရှင်။မူလဝေဒဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင်းကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝေဒခမန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြဖို့မြတ်တရားခံလိုပါရှင်။ CJ platform ရဲ့တရင်စီစဉ်တွေကို CJ platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်တယ်နော်။ ဒီနေ့အတွက်နေ့စဉ်သတင်းလားစီစဉ်ကိုတော့ဒီမှာပဲရနာပြစေရှင်။ CJ Platform ရဲ့သတင်းစီစဉ်တွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဥချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးသဘာဝဘေးစစ်ဘေးတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါရှင်။ မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်ဒီဇ